စမုရနာမြို့မှာရှိတဲ့အသင်းတော်ရဲ့အကြောင်းကိုနိုင်ငံကျွန်တော်ခွားယူချင်တာဖြစ်ပါတယ်စမရနာဆိုတာဘာလဲဆိုတော့မာဆိုတဲ့အသိပ္ပယမာမာဆိုတာကမူရန်အကျော်လို့ပြောတယ်ဟုတ်တယ်မလားကျမ်းစာထဲမှာလေလော်ဘန်နဲ့မူရန်ကိုယေရှုခရစ်တော်မွေးဖွားတော်သူငယ်တော်ရှိမှာပညာရှင်တွေကနော်လော်ဘန်နဲ့မူရန်တွေဒီ ပူဇော်တကားတွေကိုယူလာပြီးတော့ပူဇော်တာလေရွှေလဲပါတယ်ဟုတ်တယ်မလားအဲ့တော့ရွှေနဲ့အမြတန်ဖိုးရှိတဲ့မူရံအဲ့တော့ဒီအတင်းတော်ရဲ့နာမည်ကထူးခြားတယ်တခြားတခြားအတင်းတော်တွေလူမျိုးမဟုတ်ပဲနဲ့သူ့ရဲ့အတိတ်ဘယ်ကကိုပါလဲဆိုတော့မူရံဖြစ်တယ်မွေးကြိုင်တော့အတိတ်ဘယ်ရဘာပြုလို့အဲ့ဒီအတင်းတော်ရဲ့နာမည်ကဒီမာဆိုတာဖြစ်ရလာလဲစမူရနာ ဆိုတဲ့အသိပဲကမွေးချိန်တော့ရနံ့ပေါ့နော်မူရံဖြစ်ရတာလေတံပိုးရှိတော်မူရံဖြစ်တယ်အမတန်ရှားပါတယ်မူရံရေမွေးကိုထုတ်လုပ်ဖို့အတွက်ကမလုပ်ရလဲဆိုတော့ဒီတစ်ခေါက်ကနဲ့ထွက်လာတဲ့သူ့ရဲ့တစ်ဆေးတွေကိုယူပြီးတော့မှအကြင်ကြင်ထုထောင်းရတယ်ပြီးကြိုရတယ်အရေးကြိုရတယ်ကြိုပြီးတော့မှပြန်ပြီးတော့မှ သူတို့เนาะစစ်ထုတ်ပြီးတော့မှရလာတဲ့အနစ်စီအနစ်ပေါ့เนาะအဲ့ဒါကိုသူကဒီမူရန်ရေမွေးစီပလင်းလို့ထုတ်လာတာပေါ့เนาะအဲ့ဒါဘာကိုပုံဆောင်လဲဆိုတာဒီအတင်းတော်ပုံဆောင်ကျမ်းစာမှာဘာပြောလဲဆိုတော့စမူရနာအတင်းတော်တဲ့ဒုက္ခခံခြင်းဆင်းရဲခြင်းကဲ့ရဲ့ခြင်းစုံစမ်းနောက်ဆက်ခြင်းစာတန်ကနဲ့တင်းကို ညှင်းဆဲခြင်းအမျိုးမျိုးကိုကြုံရတော့အတင်းတော်ဖြစ်တယ်။အဲ့ဒီလိုခက်ခဲခြင်းနဲ့ဒုက္ခတွေ့ကြုံတဲ့အဲ့ဒီအတင်းတော်ကဘာကို ဖြစ်စေလဲဆိုတော့ဖျားရှိမှမွေးကြိုင်တော့ယနံ့ရှိတဲ့မူရန်ကဲတို့အကျော်ကိုဖြစ်စေတယ်။အတိတ်ဘယ်ကပါလဲဆိုတော့ဒီနေ့ကျွန်တော်တို့ခရိယံယုံကြည်သူတွေရဲ့အသက်တာပါဒုက္ခဘာမှမရှိရင်ဆုတောင်းမတောင်းနိုင်ဘူးဒုက္ခတာတွေ့ကြည့် ားလုံးပါလေအစာရှောင်ပြီးတော့ဆူတောင်းပါအရေးတာကြုံကြည့်ဆင်းရဲခြင်းဒုက္ခတွေရောက်တဲ့အခါဘာလဲဆိုဖျားနဲ့ပုံနီးစီဒါကြောင့်ရှောလမုန်ရှင်ပင်ကဘာပြောလဲရှာရုံအရက်မှာ ပောက်တော်နင်းစီခဲလို့ဖြစ်တယ်ရှာရုံအရက်ဆိုတာကအမတန်မှ တွေးချောက်ပြီးတော့မှစူးပင်တွေပေါ်တဲ့နေရာအဲ့ဒီလိုမျိုးမှတခါလေးနေခြင်းလေအဲ့ဒီလိုကြမ်းတမ်းနဲ့ခက်ခဲတဲ့ တောကန္နာရအရက်မှာရှိတဲ့ဘဝကဲလို့ကျွန်တော်တခါလေးဖြစ်ချင်တယ်။ဘာလို့ဆိုအဲ့ဒီအရက်မှာပောက်တဲ့ရှာတော်ကဲလို့เนาะလာပါတဲ့နင်းစီကဖရာသခင်အတွက်အမတန်မှထူချားတယ်။သူကထူချားပြီးတော့ပောက်ရောက်နေ။ဟာအားလုံးကအစဉ်ပြေနေတယ်။ဘာမှလည်းအားလုံးကဘာလဲ။ဝါလင်စွာเนาะဟိုဘာမှအခက်အခဲမရှိဘူး။အစဉ်ပြေနေတဲ့ဘဝမှာဆိုရင်ဘာဖြစ်လာလဲ။တီတီ ထိုးပေါက်ပြီးတော့မှဒီလိုမတက်လာဘူးသူကအားလုံးကတာယာနေကိုယ့်ရဲ့ comfort ဆိုတဲ့တာယာတဲ့ဒီခွက်ကလေးထဲမှာကျွန်တော်အားလုံးထိုင်နေကြတာမခုံတက်ချင်တော့ဘူးစမုဒနာတင်းတော်ဆိုတာတေးသေးလေးအေးဖက်တင်းတော်လိုမျိုးနော်တွာတိဟိုမှာဖီလာဒေးဖီလာဖီအတင်းတော်လိုမျိုးကြီးမားတဲ့အောင်မြင်တဲ့အတင်းတော်မဟုတ်ဘူးအခုဒီစမုဒနာအတင်းတော်ဆိုတာတေးသေးလေးဖះเจ้าတော့မဟုတ်ဘူးအိမ်မှာရှိခိုးတဲ့ဖះเจ้าကြီး ဒါမဲ့ခက်ခဲခြင်းတွေတဲမှာတောက်ပတဲ့เนาะရွှေကဲတို့เนาะတကယ်ကိုတန်ဖိုးရှိတဲ့ယတနာကဲတို့ထွက်လာတာကြွာဒါကြောင့်မို့သူ့ဘာနဲ့နိုင်ထားလဲဆိုတော့မူရံနဲ့နိုင်တာမူရံပိတ်သိက်ခြင်းရှိတော့ဖះရှိမှာအဲ့ဒီစုံစမ်းနောက်ဆက်ခြင်းတွေဒုက္ခပြဒနာတွေကတင်းရဲ့ဘဝကိုဖះရခင်ကတာ၍မွန်မြတ်တဲ့ဘဝဖြစ်အောင်တာ၍ကောင်းတဲ့เนาะအတ္တတာဖြစ်အောင်ဖះပြင်ဆင်ပေးနေတယ်ခရိယန်တွေရဲ့ဒီ ယုံကြည်ခြင်းတရားကအဲ့ဒီလိုစုံစမ်းခြင်းနောက်ဆက်ခြင်းတွေပြဿနာတွေထဲမှာပို့ပြီးတော့ထင်ရှားပေါ်လွင်ချာလီကတ်ရဲ့အမျိုးသမီးကသူ့ဇာဗနာခန်းထဲမှာလူတွေဒီတယ်လီဗီရှင်းမှာဆိုရင်တော့ဆယ်တန်းကျော်ကြည့်နေတယ်လို့ပြောတယ်အဲ့ချိန်မှာလူတိုင်းကသူ့ရဲ့ speech ကိုအင်မတန်စိတ်ဝင်စားတယ်စဉ်းစားကြည့်တကယ်ကိုအသက်ငယ်ငယ်လေးရှိသေးတယ်ခလေးရှိတယ်ခလေးကလည်းငယ်ငယ်လေးပဲရှိသေးတာအခုမှပြောမယ်ဆိုရင် သူတို့ရဲ့အနာဂတ်ကအရန်ကို bright ဖြစ်နေအောင်မြင်ပြီးတော့မှနော်အသက်30ကျော်ပဲရှိသေးတဲ့ချာလီကတ်ကတမရတွေနဲ့တွဲပြီးအလုံးလုံးနေတယ်တမရတွေတော့မှအားကိုးနေရတဲ့လူဖြစ်နေတယ်ဆိုတော့သူ့အမျိုးသမီးအနေနဲ့နောက်တစ်ချိန်မှာသူ့ယောက်ျားကတမရဖြစ်လာမယ်ဆိုတာကိုအိမ်မက်မမက်ဘူးလားတေချာပေါက်မက်နေမှာပဲသူစဉ်းစားနေမှာပဲဘာလို့သူကိုယ်တိုင်လဲစကားပြည့်ရဲ့အမတန်ကျွဲတယ်အပြောဆိုအမတန်တော်တယ်ပညာအမတန်ထက်တယ် ပြီးရင်နိုင်ငံခေါင်းဆောင်အကြီးအကဲအားလုံးနဲ့ယင်းဒီကျွမ်းဝင်တဲ့သူတွေဖြစ်တယ်။သူ့အမျိုးသမီးရဲ့နေရာမှာကျွန်တော်စဉ်းစားကြည့်။နောက်9နှစ်10နှစ်ကြာရင်သူ့ယောက်ျားကအမေရိကန်သမ္မတမဖြစ်နိုင်ဘူးလား။သူစိတ်ကူးနေမှာပဲ။ဒါပေမဲ့ရုပ်တရက်အသက်ဆုံးရှုံးသွားတဲ့လူယူခံရအောင်နော်။အဲ့လိုလူယူခံရတဲ့အချိန်မှာသူ့အနေနဲ့ဘယ်လောက်ကြေကွဲမလဲ။အဲ့တော့ television ပေါ်မှာလူတွေအများကြီးအလဲမှာ လာပြီးတော့မှ तू ပြောတဲ့အခါမှာလူတွေကစိတ်ဝင်စား तू ဘာပြောမလဲအဲ့ဒီအဖမ်းခံရတဲ့တိုင်လာဆိုတဲ့လူငယ်လေးကတေတံမိပါစေဒီ justice ပေါ့နော်ဒါတရားဥပဒေနဲ့အညီတေချာလေးကိုသူ့ကိုဒါဖြည့်ရှင်းပါစေလို့ तू မပြောဘူး तू ပြောရတာရိုးရိုးလေးပဲယေရှုဖျားကကျွန်တော်တို့ရဲ့အပြစ်ကိုခွင်းတော်ငါတို့ရဲ့အပြစ်အတွက်ကားတိုင်းပေါ်မှာအသေးခံပြီးတော့မှကားတိုင်းပေါ်မှာ ရှိနေစင်မှာပဲကိုတော့သူတို့ဘာလုပ်နေတယ်ဆိုတာသူတို့မသိဘူးသူတို့ရဲ့အပြစ်ကိုခွင့်လို့ပါလို့စူတောင်းသွားတယ်လေဒါကြောင့်ကျမလည်းပဲချာလီကိုတတ်သွားတယ်အဲ့ဒီလူငယ်လေးဘွားကိုသူပြောတယ်နော်ချာလီကိုလှုပ်ကြံတတ်ဖြတ်သွားတယ်အဲ့ဒီလူငယ်လေးအဲ့ဒီလူငယ်လေးလို့မျိုးဘွားပြောင်းလဲဖို့ချာလီအသက်ရှင်ခဲ့တာအဲ့ဒီလူငယ်လေးလို့မျိုးအမုန်းတရားတွေနဲ့ပြည့်တဲ့ဘဝကိုပြောင်းလဲပေးဖို့အတွက်သူအသက်ရှင်ခဲ့တာ ဒါကြောင့်မို့တဲ့အဲ့ဒီလူငယ်လေးကိုကျွန်မခွင့်လွှတ်တယ်။ကျောင်းပြောနိုင်မလား။တွားအဲ့လိုပြောတာခွင့်လွှတ်တယ်လို့ပြောတာလား။ဒါကဖရားရဲ့ချက်ချင်းမေတ္တာကိုတကယ်စစ်မှန်စွာရထားတဲ့သူပဲပြောနိုင်တာဖြစ်တယ်။ဟန်ဆောင်ပန်ဆောင်တော့ပြောနိုင်မှာမဟုတ်ဘူး။ပေါ်ပြူလာဖြစ်ရှင်လို့ပြောတာမဟုတ်ဘူး။တကယ်ကိုသူ့ဘဝတစ်ခုလုံးမှာရှင်နာစွာနဲ့ကြည်ခွဲရတဲ့အချိန်မှာ तू ကခွင့်လွှတ်တယ်လို့ပြောတယ်။ယေရှုခရစ်တော်ကျွန်တော်တို့ကိုခွင့်လွှတ်တာကအဲ့ဒီတည်းကြီးမားတယ်။ ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ဘဝတစ်ခုလုံးကအပြစ်သေးမှရှိနေစင်မယ်ခရစ်တော်ကအပြစ်မဲ့စွာနဲ့ကျွန်တော်ရဲ့ကိုယ်စားအသေးခံကားတိုင်းပေါ်မှာခရစ်တော်အဲ့လိုပြောတာငါသူတို့ကိုခွင်းလို့တယ်အဲ့ဒီခွင်းလွန်ခြင်းတရားကို personally တူတယောက်ချင်းစီတိုင်းခံစားမိမှသာလေအခြားတပါတော့သူကိုကျွန်တော်ခွင့်လွှတ်နိုင်တာဖြစ်တာဖရားရဲ့ချက်ချင်းကိုမခံရဘဲနဲ့ခွင့်လို့ဖို့ဆိုတာကြောင့်မလွယ်ပါဘူး ခွင့်လည်းမလွတ်နိုင်ဘူးဒီနေ့ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းကိုနားလေတော့သူဘုရားသခင်ကခွင့်လွတ်ခြင်းကိုရတော့သူဒါလေခွင့်လွတ်ခြင်းကိုပေးနိုင်တာဖြစ်တယ်တလောက်ထိကာတီးတဲ့အထဲကနေပြန်ပြီးတော့ခွင့်လွတ်နိုင်တာဘာလို့လဲဆိုတော့ဘုရားသခင်ရဲ့ခွင့်လွတ်ခြင်းကိုကျွန်တော်တို့ကိုယ်တိုင်ရရှိတဲ့အတွက်ဖြစ်တယ်အဲ့တော့စမုရနာဒီအသင်းတော်ကအခုဒါဒီဒီမြို့လေးဖြစ်တယ်မှာတူရကီနိုင်ငံမှာအရင်ကတော့စမုရနာမြို့လို့ခေါ်တယ်အခုကတော့ဗာလဲဆိုတော့ Ismar လို့ခေါ်တယ် Ismar သူ့မှာအမတန်မှနာမည်ကြီးတာက Mount Pegasus လို့ခေါ်တယ်ဒီဘက်ကတောင်ကုန်းလေးအဲ့ဒါက Mount Pegasus မြို့ကအဲ့ဒီတောင်ကုန်းလေးဖျားမှာဒီလိုဒီလိုဝိုင်းပြီးတော့မှရှိနေတယ်အဲ့တော့ဒီတောင်ကုန်းလေးရဲ့ထိပ်မှာကဘာရှိလဲဆိုတော့တဲ့ Nemesis ဆိုတဲ့ Greek နတ်ဖျားရဲ့ဗိမာန်လေးရှိတယ်အဲ့တော့သူကဘာနဲ့တူနေလဲဆိုတော့ဒီမြို့ရဲ့တောင်ကုန်းအမြင့်ဆုံးရဲ့ထိပ်ပေါ်မှာ Nemesis ဆိုတဲ့ဒီ နတ်ဘုရားရဲ့ဗိမာန်ကရှိနေတဲ့အတွက်ကြောင့်ဒီမှာနေထိုင်တဲ့မြို့ခံတွေအားလုံးကဘာပြောကြလဲဆိုတော့သူရဲ့ crown ဖြစ်တယ်လားသူရဲ့တရဖူဖြစ်တယ်ဒီနတ်ဘုရားရဲ့ဘုံဗိမာန်ကိုဗာလဲသူရဲ့တရဖူအနေနဲ့သူတို့ကဂုံယူကြတာအဲ့လိုဂုံယူကြတဲ့အတွက်ကြောင့်ယေရှုခရစ်တော်ကဘာပြောလဲဆိုတော့စင်ရဲ့ခြင်းစုံစမ်းနောက်ဆက်ခြင်းဘေးဒုက္ခကိုခံပြီးတော့မှအဆုံးတိုင်အောင်တည်ကြည်မယ်ဆိုရင်တင့်ကအတ္တတရဖူပေးမယ် ဒီမြို့မြို့သားတွေကဂုံယူဝင့်ကြွနေကြတဲ့အဲ့ဒီနတ်ဖျားရဲ့ဘုံဗိမာန်ကဲ့သို့တရဖူပြောတာမဟုတ်အဲ့ဒါကပျက်စီးဆုံးရှုံးခြင်းကိုရောက်မဲ့တရဖူဖြစ်တယ်ဒါပေခရစ်တော်ကပြောတယ်အဆုံးတိုင်ဟုတ်ဒီကြည်အသက်တရဖူကပြီးဒီဘုံဗိမာန်တဲ့ပို့ပြီးတော့မှမက်လောက်စရာကောင်းဒါကပျက်စီးဆုံးရှုံးမဲ့တရဖူပဲဒါလောကမှာရှိတဲ့အရာဒါပေခရစ်တော်ပါတယ်အသက် နဲ့ဆိုင်တော့တရဖူးတင်းတို့ငါပေးမယ်ဒီမြို့ကတမိုင်းချောင်းလေးပြန်ပြီးတော့ပြောရမယ်ဆိုရင်ငလင်ဘေးမီးဘေးအစာအစာခေါင်းပါတဲ့ဘေးပတ်ဝန်းကျင်ကရန်သူတွေလာပြီးတော့မှအချိန်ချိန်တိုက်ခိုက်ပြီးတော့မှမီးရှို့ခြင်းခံတဲ့မြို့ဖြစ်တယ်အဲ့ဒီမှာပို့ပြီးထူးခြားတာက Greek နတ်ဘုရားကို ကိုးကွယ်တဲ့เนาะဘာရာကြားပေါ့ခရိယန်တွေကလူနေစု တခြားတခြားဘာသာတွေကိုကိုးကွယ်တဲ့ဘာသာကြားတွေဟာပို့ပြီးတော့လွှမ်းမိုးတာဖြစ်တဲ့အတွက်ခရိယန်ကိုအင်မတန်မုန်းတဲ့သူတွေညင်စေချင်းခရရခရိယန်ဆိုတာနဲ့ဘာလဲဆိုတော့အိုင်ဆိုင်နဲ့တိုးနွားတွေနော်သရိဆန်တွေအားလုံးကိုတိမ့်ခရိယန်ဆိုတာနဲ့အလုံးမပေးဘူးအစိုးရလုပ်ငန်းမပြောနဲ့တာမန်စီးပွားရေးလုပ်ငန်းခွင်မှာတော့မှခရိယန်ပြောလိုက်ရင်အလုံးမပေးဘူးအဲ့ဒီလောက်ညင်စေတာခရိယန်တွေကိုအဲ့လောက်မုန်းအဲ့တော့ဗျာဒိတ်နှစ်ကိုထဲမှာခရစ်တော်အဲ့တော့တည် 对，真真诚，阿龙表讲，真真诚，多看，看真，深爱真，永记对嘛，爱的痛苦也得对。那么对个，真真诚，侬可把对亚罗婆嘛，拿看比罗嘛，培养的看我永记德文母噶，阿真阿平，阿得得阿平，讲到到了，阿真真诚，对，真真诚阿对。对的阿句啊，多看，看真。 客人对药品疲劳都搞看亚的，是不是？他们都是那么。客人对药品在推销，像闽南做化妆品、加拿大我们 promotion 努力的，是不是？哈，但美国偷消息，啊，奥美美做化妆品，奥美精做化妆品，但卖的嘛吧，比我来说都搞干净些，CM 都搞看亚。 အင်္ဂလိပ်ဟောကလေးကနဲ့ခရစ်တော်ယုံသားဆိုရင်တော့သင်ကအောင်မြင်မယ်ကျေဝမယ်ဆိုရင်တော့ခက်ခဲချင်းကြုံလာရင်တော့ပြေးပြီဒုက္ခတွေးကြုံလာရင်ပါလေပြေးပြီမဲ့လုံးနဲ့ကျွန်တော်ကဖိတ်ခေါ်နေတာမဟုတ်ဘူးမဲ့လုံးနဲ့ကျွန်တော်တို့ကအင်္ဂလိပ်ကို ဟောပြောပြီးတော့လာပါလို့လက်ခံခိုင်းတာမဟုတ်ဘူးငကိုကလေးကနဲ့ယေရှုဖျားကိုယုံကြည်ဒုက္ခဆင်းရဲခံရမယ်စုံစမ်းခြင်းခံရမယ် လူတွေမုန်းခံရမယ်ဖေဗာဖေဗာတကူလာမယ်ဒါပေမဲ့ဗာလဲဖေဗာနောက်မှလာလူတွေမုန်းခံရမယ်အဲ့တော့အကျဉ်းချင်းချင်းရှိတယ်ဒုက္ခခံခြင်းသင်တို့ဒုက္ခခံရတယ်ဆိုရင်တော့ဝမ်းမနေပါနဲ့ဒီနေ့တက်တေကပါလို့ဆိုဖရားတင်တဲ့သူရှိတယ်ဒုက္ခခံခြင်းတည်းမှာခန္ဓာရည်ကိုပေးပြီးတော့အောင်မြင်ခြင်းကိုပေးတော့ဘုရားဖြစ်တယ်နောက်တစ်ခုလာပြီးစင်ရခြင်း ဲ့တော့ဒီ၃ခုကခရိယံရဲ့သတိဖြစ်အကြောင်းကိုခရစ်တော်ပါငါသိတယ်သင်တို့အသက်တာမှာရှိနေတယ်ငါသိတယ်ဒုတော်ရဲ့တင်ဒီအာလူတွေအမြင်မှာတော့စင်းရဲတဲ့ခရိယံတွေကနှိမ့်ကြတယ်ပညာမတက်ဘူးယုတ်တိမရှိဘူးလို့ပြောနေတယ်ဒါပေမဲ့ဖျားရှိမှာပါလေအာကျေဝပြည့်စုံခြင်းရှိတော်သူတွေဖြစ်တယ်ဟာလေလုယာဒီမှာခရစ်တော်ကိုယ်တိုင်သတိပြောပြီ အဲ့ဒီလိုခက်ခဲဆင်းရဲပြီးတော့လူတွေမုန်းခံရပြီးတော့မှအမတန်ချိုးတဲ့နေတယ်လို့လူတွေထင်တော်လဲပဲဘုရားရှိခိုးကြွေဝပြည်စုံတော်သူဖြစ်တယ်လုံးခဲ့တဲ့ပတ်ကကျွန်တော်တာတိအတင်းတော်အကြောင်းပြောခဲ့တယ်။တာတိအတင်းတော်ကဘာပြောလဲဆိုတော့ငါတို့ကကျွေဝတယ်။နော်။ငါတို့ကချမ်းသာတယ်၊ကောင်းစားတယ်၊ငါတို့မလိုတော့ဘူး။ဘာမှမလိုဘူးလို့သူပြောနေတယ်။အဲ့ချိန်မှာဘုရားကဘာပြောလဲ။အဝတ်အချီးစီးရှိခြင်း၊ဖြားနာခြင်း ငတ်မွတ်နေခြင်းသူမသိဘူးတဲ့ကြည့်သူ့ကိုတူတော့ဗာလဲဘာမလို့တော့ဘူးလို့ပြောတယ်ဘာဖះပါပြောတယ်ချိုးတက်နေဆင်းရဲခြင်းဖြစ်နေတယ်အဲ့ဒါသူမသိဘူးအခုစမုရနာအတင်းတော်ကြတော့ဗာလဲဆိုဒုက္ခဆင်းရဲတွေခံပြီးတော့စုံစမ်းခြင်းတွေခံပြီးတော့မှချိုးတက်စွာနဲ့သွားနေရဒါပေမဲ့ဘုရားရှိမှကြတော့မင်္ဂလာရှိတော့သူတွေဘုရားရှိမှကဗာလဲကြွေဝတော့သူတွေဖြစ်တယ်အဲ့ဒီလိုပြောင်းပြန်တက်တည်လာတာဗျာ အဲ့ဒီမှာရှိသေးတယ်ချွတ်ယူဒလူဖြစ်အောင်ဆောင်ပြီးတော့မှယူဒလူမှမဟုတ်ဘူးစာတန်ရဲ့အပေါင်းအသင်းဖြစ်တော်သူတို့ဤကဲ့ရဲ့ခြင်းကိုလည်းငါသိချွတ်ယူဒလူဆိုတာဒီမှာပါလဲဆိုတော့ဖျားလူပြောတာဖြစ်တယ်ဂျူးလူမျိုးပြောတာမဟုတ်ဘူးဒီအသိပဲကပါလဲဆိုတော့ဖျားလူအချွတ်ဖျားလူဆိုပြီးတော့မှဟန်ဆောင်ပန်ဆောင်နဲ့ဖျားလူကိုပြန်တိုက်ခိုက်တယ်အဲ့လိုမျိုးရှိတယ်ဒါကြောင့်မဒီမှာပါလဲဆိုတော့ ယုဒလူဖြစ်အောင်ဆောင်ပြီးတော့မှယုဒလူမှမဟုတ်ဘူးစာတန်ရဲ့အပေါင်းအသင်းဖြစ်တော့သူတို့ရဲ့ကဲ့ခြင်းတင်းတို့အတင်းတော်မှာရှိတယ်အတင်းတော်ကိုတိုက်ခိုက်နေဒါကြောင့်ဒီနေ့အတင်းတော်ကိုတိုက်ခိုက်တော်သူတွေကတခါလေကျတော့အပြင်လူတွေဟုတ်ချင်မဟုတ်ဘူးအတင်းတော်တွေကပဲယုံကြည်သူတွေကပဲဩဝါဒအမျိုးမျိုးနဲ့လာပြီးတော့ကျွန်တော်တို့တိုက်ခိုက်တာလည်းဖြစ်နေယုံကြည်သူတွေကပဲ ်ပရောဖက်ပါဆိုပြီးကျွန်တော်တို့တိုက်ခိုက်တာလည်းဖြစ်နိုင်တယ်ယုံကြည်သူတွေကပဲအမှုတော်ဆောင်လည်းဖြစ်နိုင်တယ်ကျွန်တော်တို့ပါလေတိုက်ခိုက်နေတယ်သူကယူတလူရောင်ဆောင်ပြီးတော့ယူတလူမှအစ်စ်မဟုတ်ဘုရားရှိခိုးမှမကန်တော့ယူတလူဆိုတာကခရစ်တော်ရထားတော်သူခရစ်တော်ထဲမှာအာဗြဟံရဲ့ကောင်းကြီးရှိတော်သူအဲ့ဒါမှယူတလူမှအစ်စ်ဖြစ်တယ်အဲ့တော့အပေါ်ယံဘာသာရေးလုပ်နေတဲ့အောင်မဟုတ်ဘဲနဲ့ ဘုရားသခင်ကိုအမှန်တကယ်ယုံကြည်တော်သူငယ်30တဲမှာကြောက်ပါပြီတင်းဒီခံရမိအကြောင်းအရာတစုံတစ်ခုကိုမြမကြောက်နဲ့ဘုရားက ပြောပြီးသားတင်းတို့မကြောက်နဲ့ဒုက္ခဆင်းရဲခံရမယ်မကြောက်နဲ့စုံစမ်းခြင်းခံရမယ်မကြောက်မာနကတင်းတို့တွေအချို့တော်သူကိုထောင်ထဲလိုက်ပါလေလောင်ထား၍တင်းတို့ဒီဆေရဲ့ပတ်လုံးဆင်းရဲဒုက္ခကိုခံရကြလိမ့်မယ်တေဒီတန်အောင်တက်စာရှိလို့တို့ပြုလေအသက်တရဖူငါပေးမယ်မကြောက်နဲ့ စေရဲ့တိုင်တိုင်ထောင်ထဲမှာလောင်ခံရမယ်။တမိုင်းကြောင်းကြည့်တဲ့အခါကျတော့ Roman Empire နော်ခက်ဆက်ဆက်ပေါ့အဲ့ဒီပထမ century AD မှာရောမစစ်ဘိုလ်ကြီးတွေခေါင်းဆောင်တွေ၁၀ယောက်ရှိတယ်။အဲ့ဒီ၁၀ယောက်ကအဲ့ဒီအသင်းတော်တွေကိုညှင်းဆဲခဲ့တာ။ Nero, Domitian, Trajan, Hadrian, Severus Maximus, Decius, Valerian, Valerian ဒီနာမည်ကြီးတဲ့လူအဲ့ဒီထဲမှာအစိုးဆုံးကဘယ်သူလေလဲဘယ်သူလဲဆိုတော့ Diocletian လို့ခေါ်တယ် Diocletian ဆိုတဲ့ဒီရောမ Empire တက်လာတဲ့အခါကျတော့ကိုရီးယားမျိုးအကြီးကျယ်တက်ဖြတ်တာညင်းဆဲတာနောက်ဆုံးတယောက်အဲ့ဒီလိုညင်းဆဲတာဘယ်လောက်ကြာလဲဆိုတော့10နှစ်ကြာအဲ့ဒီ10နှစ်အတွင်းမှာကိုရီးယားကပျောက်ပျောက်တော့ဖြစ်သွားတယ်အထူးဖြင့်ဒီစမူရနာအတင်းတော်မှာဆိုရင်ယုံကြည်သူတွေကအကြိမ်ကြိမ်ညင်းဆဲတက်ဖြတ်မိရှုခံရတယ် ဖះကြောင်ပျောက်သွားတဲ့အထိဖြစ်သွားတယ်။ဥချတာကတူရကီတနိုင်ငံလုံးမှာအခုခရစ်ယာန်အများဆုံးကဘယ်မှာနေလဲဆိုတော့စမုရနာမှာပဲနေ။မြို့ကြီးမြို့ပြအများကြီးရှိတဲ့ထဲကနဲ့စမုရနာမှာခရစ်ယာန်အများဆုံးနေတဲ့မြို့ဖြစ်နေ။ဒါကဘာတက်တည်သူလဲဆိုတော့ငင်းဆဲလေလေပို့ပြီးတော့မှများပြားတူပွားလေဖြစ်နေ။ဆရာကြီးတပါးကပြောတယ်ခရစ်ယာန်တွေကိုတဲ့ငင်းဆဲလို့ပဲရတယ်ဖြောက်ဖြက်လို့မရဘူးတဲ့။ခရစ်ယာန်တယောက်ကိုတတ်လိုက်ရင်သူ့ကိုလိပ်စာပြောင်းတာပဲဖြစ်တယ်လေ။ ပြောချင်တဲ့ဘောကခရိယန်တရားကိုတတ်လိုက်ရင်သူရဲ့လိပ်စာကောင်းကင်နိုင်ငံလိပ်စာဖြစ်သွား။လိပ်စာပဲပြောင်းတာဖြစ်တယ်။ခရိယန်ဘာသာရေးသည်ရင်းဆဲမှုအမျိုးမျိုးကြားတွေကနဲ့ဒီနေ့ကပောက်မှာအများဆုံးရှိတဲ့ဘာသာကြီးဖြစ်လာ။တမိုင်းကျောင်းမှာညင်းဆဲညင်းဆဲခံရဆုံးဘာသာဖြစ်တော့လေဒီနေ့ကပောက်မှာဘာသာကြီး၄ခုထဲမှာအကြီးဆုံးကဘယ်လဲခရိယန်ဘာသာဖြစ်တယ်။တန်ပေါင်း၂000ကျော်။နောက်ဆုံးမှာဗာပြောလေဆိုတော့အောင်မြင်တော်သူကိုဒုတိယတည်ခြင်းဤ မငင်းစေရပထမတည်ခြင်းကတော့ခန္ဓာတည်ခြင်းဖြစ်တယ်ဒုတိယတည်ခြင်းကဝိညာဉ်တည်ခြင်းဖြစ်တယ်နောက်ဒုတိယတည်ခြင်းတစ်ခုကတော့အနှစ်တထောင်နော်ပလင်ဖြူစီရင်တော့ကာလမှာပြန်ပြီးတော့ရှင်လာပြီးတော့မှအဲ့ဒီမှာကျွန်တော်ဒုတိယတည်ခြင်းပြန်တွေ့ရမှာဖြစ်တယ်ဒုတိယတည်ခြင်းမှာကျွန်တော်မပါတော့ဒါကြောင့်မို့ဒီနေ့ငင်းစေခံရတော့စမုရဏအတင်းတော်ကဲလို့ဖျားရှိမှာနော်ကျွန်တော်ခရိယန် ယုံကြည်သူရဲ့ကျွန်တော်မိသားစုမှာအသက်တာတဲမှာစုံစမ်းခြင်းဒုက္ခပြဿနာတွေတွေ့ကြုံတဲ့အခါကျတော့ကျွန်တော်တို့အသက်တာတွေတာ၍မွေးကြိုင်သောယဉ်နံကဲ့သို့နော်မူရန်ကဲ့သို့ဘုရားရှိခိုးမွေးကြိုင်သောအသက်တာကိုထုတ်ပေးနိုင်တယ်ဆိုတာကိုကျွန်တော်ယုံကြည်ရင်းနဲ့နော်ဒီနှုတ်ကပတ်တော်အပြင်နေငယ်ခေါ်ပေးတာဖြစ်ပါတယ်